ဒီနေ့ကျွန်တော်တို့ရွရွအောင်မြင်မှုအကြောင်းမပြောပါဘူးကျွန်တော်တို့သွေးသားဆက်နွယ်မှုမျိုးဆက်တစ်ခုရဲ့ကံကြမ္မာအကြောင်းပြောကြမယ်ခမည်းရဲ့နောက်ကျောမှာဘာတွေရှိနေလဲခမည်းမိဘတွေရဲ့ပင်မမှုခမည်းရဲ့အဖိုးဖွားတွေရဲ့ရုန်းကန်ခဲ့ရမှုတွေရှိတယ်အဲ့ဒါဟာစင်ရဲမွေးတေမှုရဲ့တန်တရာပဲသူတို့ရဲ့ဘဝတစ်ခုလုံးဟာခမည်းကိုဒီနေ့ဒီနေရာရောက်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုပဲ တမိသားစုလုံးမှာအဲ့ဒီတန်တရားကိုဖျက်တောက်မဲ့သူတယောက်ပဲရှိတယ်။ကျွန်တော်ခမည်းကိုမေးမယ်။အဲ့ဒီသူဟာခမည်းဖြစ်ရဲလား။ခမည်းဟာခက်ခဲတဲ့လမ်းကြောင်းကိုရွေးချယ်ပြီးမျိုးဆက်ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့တတိရှိရဲလား။ဒီနေ့ဒီတာဝန်ကိုပခုံးပေါ်ထမ်းထားပါ။ပထမဆုံးနားလဲပါ။ခမည်းရဲ့လက်ရှိနာကျင်မှုဟာခမည်းတယောက်တည်းအတွက်မဟုတ်ဘူး။ခမည်းရဲ့မိဘတွေမလုံနိုင်ခဲ့တဲ့အလုပ်တွေ မယူနိုင်ခဲ့တဲ့အခွင့်အရေးတွေရဲ့ဝန်ထုပ်ဝန်ပိုးတွေလည်းပါဝင်ပါတယ်။သူတို့ကပတ်စံမရှိရင်တော့ကိုကိုကိုမြုပ်နှံပါဆိုတဲ့စီကန်းကိုမတိခဲ့တာမဟုတ်ပါဘူး။သူတို့မှာအချိန်နဲ့ရွေးချယ်ခွင့်နေပါခဲ့တယ်။သူတို့ရဲ့ခွန်အားတွေဟာနေ့စဉ်ရုန်းကန်မှုတွေမှာကုန်ဆုံးသွားခဲ့ရပါတယ်။အခုခမည်းကိုပြောပြမယ်။အဲ့ဒီနာကျင်မှုကိုလုံးဝမမေ့ပါနဲ့။အဲ့ဒီနာကျင်မှုဟာခမည်းကိုအခုချက်ချင်းစလုပ်ဖို့လှုံ့ဆော်ပေးမယ် ပြင်းထန်ဆုံးဆွမ်းအင်ပဲသူတို့ရဲ့ပင်မမှုကိုအလဟတ်တ်မဖြစ်စေရပါဘူးဒါဟာရှင်သိစိတ်တည်းရဲ့အမာကျော်ဆုံးတာဝန်ယူမှုပဲအရှုံးသမားစိတ်တက်ရှိတဲ့သူကငါမိသားစုကစင်းရဲတယ်လို့အကြောင်းပြတယ်ဒါပေမဲ့အနိုင်ယူသူကဒီနေရာကနေငါတို့မိသားစုရဲ့ကံကြမ္မာကိုငါပြောင်းလဲမယ်လို့ပြောတယ်ခမည်းဟာမျိုးဆက်တစ်ခုရဲ့ဘိတုကပညာရှင်ဖြစ်တယ် ခမရဲ့အောက်မှာရှိတဲ့ကလေးတွေမျိုးဆက်သစ်တွေဟာခမရဲ့လှုပ်ဆောင်ချက်ကိုပဲကြည်နေတယ်။ခမအလွန်ကျွန်းစဉ်းစားနေတဲ့အချိန်တိုင်းခမအချိန်ဖြုံးနေတဲ့အချိန်တိုင်းခမဟာမျိုးဆက်ရဲ့အနာဂတ်ကိုသစ္စာဖောက်နေတာပဲ။ခမရဲ့အနာဂတ်အစီအစဉ်ကိုဘသူ့ကိုမှမပြောပါနဲ့။ခမရဲ့အလုပ်ဟာတိတ်ဆိတ်ခြင်းနဲ့ပြင်းထန်ရမယ်။ဘာကြောင့်လဲ။ခမလုပ်နေတဲ့အလုပ်ဟာခမတယောက်တည်းအတွက်မဟုတ်ဘူး။တန်တရားကိုဘယ်လိုဖြတ်တောက်မလဲ။ စကားနဲ့မဟုတ်ဘူးလှုပ်ဆောင်ချက်နဲ့လှုပ်ပါတစ်အားနည်းမှုကိုဖယ်ထုတ်ပြစ်ပါခမရရဲ့စိတ်တက်သေးကအားနည်းတဲ့အစိတ်အပိုင်းကိုချက်ချင်းဖယ်ရှားပြစ်ပါငါတို့မိသားစုကအမြဲတမ်းဒီလိုပါပဲဆိုတဲ့အစိတ်အတော့ကိုခမရရဲ့စိတ်ထဲမှာလုံးဝလက်မခံပါနဲ့ဒါဟာလိန်ညာမှုပဲနှစ်ပညာရေးကိုယင်းနှိမ့်နှံမှာပတ်ဆက်မရှိရင်တော့ခမရရဲ့အုံနောက်ထဲမှာယင်းနှိမ့်နှံမှာပညာရေးကျွမ်းကျင်မှု စီကံဒါတွေဟာဘသူမှခိုးယူလို့မရတဲ့အဖိုးတန်ပစ္စည်းတွေပါပဲဒီရင်းနှီးမြုပ်နှံမှုတွေကသာသိမိသားစုကိုစင်းရဲမွဲတိမ်မှုရဲ့တန်တရာကနေထာဝရခတ်သွားစေလိမ့်မယ်၃စတင်ပြီးရက်တန့်ခြင်းမရှိပါစေနဲ့အချိန်ဖြုန်းတာရက်လိုက်ပါအခုချက်ချင်းစလုပ်လိုက်ပါခမရရဲ့နေစဉ်စီကံဟာခမရရဲ့မိသားစုကိုလွတ်မြောက်စေမယ်နေစဉ်တိုက်ပွဲပါပဲလဲကြရင်ချက်ချင်းပြန်ထပါ ဘာကြောင့်လဲခမရဲ့နောက်ကျောမှာမျိုးဆက်တွေရှိနေတယ်ခမရဲ့မိသားစုတမိုင်းမှာအဓိကအကြဆုံးစာမျက်နှာကိုရေးသားမဲ့သူဟာခမရဖြစ်ကိုဖြစ်ရမယ်ခမရဟာအဆုံးသက်မြင်ဖြစ်တယ်ခမရဲ့ရုံးကံမှုကခမရဲ့ကလေးတွေအတွက်လွယ်ကူစေရမယ်ခမရဲ့ချွေးတွေခမရဲ့မျက်ရည်တွေဟာတန်တရားကိုဖျက်တောက်ဖို့အတွက်ပေးဆက်ရတဲ့တန်ဖိုးပါပဲမငင်းညူပါနဲ့ခံစားချက်တော့မလိုက်ပါနဲ့ခမရဲ့မိသားစုအတွက် ဘရင်တပားလို့ချင်းသိတ်တကောင်လို့တာဝန်ယူပါထလှုပ်ပါတိုက်ပွဲဝင်ပါမျိုးဆက်ရဲ့ကံကြမ္မာကိုပြောင်းလဲဖြစ်ပါခမရရဲ့မိသားစုတန်တရားကိုဖျက်တောက်ဖို့အတွက်အခုချက်ချင်းဘယ်အလုပ်တစ်ခုကိုစတင်လှုပ်ဆောင်မလဲခမရရဲ့တာဝန်ကိုကောမတ်မှာရေးခဲ့ပေးပါတန်တရားကိုဖျက်တောက်ပြီးအောင်မြင်သူတယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်တက်နဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါနော်နောက်ထပ်ဗီဒီယိုတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်